အားဖြင့်ဖြင့်ယောဂီတွေဟိုတရားအားထုတ်တယ်ဆိုတာလဲဒါတခါကြီးတို့ဓမ္မကြီးတို့လဲအကုန်ဒီစိတ်ထားတွေအကုန်သိနေကြတယ်ဗလေတထိုင်နဲ့တထိုင်ရဲ့ကာလတွေဟာသူ့ဘာသူပြစ္ဆုတ်ပန်တဲ့တဲ့ကြည်ကြမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့အထိုင်ကကောင်းတာပြီးခဲ့တဲ့အထိုင်ကမကောင်းတာဆိုတဲ့အပေါ်မှာကိုယ်စိတ်အစွဲရနေပြီးတော့ပဲသွားဖြစ်တာအခုဦးဇင်းတို့ပြိကံပြီးပြီးထိုင်ရမယ်ပေါ့ဒါညာလို့ဟာပြီးခဲ့တဲ့အထိုင်ကမကောင်းဘူးဆိုတဲ့စိတ်ကိုသွားအစွဲဖြစ်နေအဲ့ဒီဥပါဒံစိတ်ကအခုအထိုင်မှာလာပြီးတော့အနှောက်ယှက်ဖြစ်တယ်ထိခိုက်တယ် အခုတို့ပြီးခဲ့တဲ့အထိုင်ကကောင်းခဲ့လို့အခုထိုင်ကောင်းနေတယ်ဆိုလို့ရှင်လေကောင်းတဲ့အထိုင်ရောက်မလို့ဒီဘက်ကိုစက်မကောင်းဘူးနော်အဲ့ဒီဥပဒံစိတ်ပဲဟိုလူမကောင်းမှမလားဆိုတဲ့စိတ်ကတခါလိုက်ပြီးအဲ့ဒီဥပဒံစိတ်ကပဲလောကစကားရှိတယ်လေဥပဒံကြောင့်ဥပရောက်တယ်ဆိုတဲ့စကားအဲ့တော့ကြောင့်မို့လို့ဟိုဒီဓမ္မလမ်းကြောင့်ဓမ္မလမ်းစဉ်မှာကြည့်ကြမယ်ဆိုရှင်စိတ်ကိုတတ်နိုင်ဆုံးပေါ့ရောက်စဲကာလာပေါ့ဒီကစကားနဲ့ပြောကြမှာစုပစ္စုပန်တဲ့ပေါ့အဲ့လိုမျိုးလေးတွေ စိတ်ကိုထားတယ်ဒီဝိပဿနာတရားအထုတ်တယ်တရားအကျင့်ကျင့်တယ်ခန္ဓာဉာဏ်ရောအကျင့်ကျင့်တယ်ဆိုတာကြီးကလေလောကနဲ့ရှင်ရမယ်ဆိုရင်လောကမှာဒီလိုပဲငငယ်တော့ဖြစ်ခဲ့တဲ့အကြောင်းပြီးခဲ့တဲ့ဟိုပေါ့ကာလာအပြင်ပြောကြမယ်ဆိုရင်အတိတ်အနာကပြည့်စုံပန်းဆိုတာဟိုဘက်တမယာကိုချီးပြီးတော့ပြောကြမယ်ဆိုပြီးခဲ့တဲ့ဘဝတုန်းကဒီဘဝကိုမရောက်ခင်တော့ဟိုဘက်ဘဝအတိတ်အခုလောလောဆယ်ဘဝကမှပြည့်စုံပန်းဒီကနေပြီးတော့ဟိုဘက်နောက်တစ်ခါတမလွန်ကျော်ပြီးတော့မှလာမဲ့ကာလာကမှအနာဂတ်လို့ ကာလနဲ့ချီပြီးတော့ပြောကြမှာစို့အတိတ်အနာကကာလ၃ပါးပေါ့အခုပြစ္ဆုတ်ပံနေရပြစ္ဆုတ်ပံဆိုတော့ကြတော့အခုပြီးခဲ့တဲ့ဥစဉ်တို့ဟိုတက်လာလာခြင်းလေးပေါ့ဒကာဒကာမတို့ဟိုနှုတ်တရားခေါ်လိုက်လို့ဒီပေါ်တက်လာကြတဲ့အချိန်ကြီးကပြီးခဲ့ပြီးပြီဥစဉ်တို့ဒီမှာထားပြီးတော့မိုက်ဖွင့်ပြီးတော့စကားပြောကြတဲ့အချိန်ဟာပြီးခဲ့ပြီးပြီအခုပြူစဲအချိန်ကကာလလေးရပြစ္ဆုတ်ပံနော်အဲပရိကံပြေးကြတော့မယ်ထိုင်းကြတော့မယ်ဆိုရခအနာကပေါ့အဲ့ဒီအတိတ်အနာကကာလ၃ပါးကြီးအပေါ်မှာမိမိတို့စိတ်ထားတာ စိတ်ထားတတ်တော့ထားတတ်ကြပြီထားတတ်ကြတဲ့အပေါ်မှာကြံခဲ့တဲ့အကြောင်းအရာလေးတွေပုံမှာပြန်ပြန်ပြီးဆွဲတဲ့အစွဲလေးတွေကနေပြီးတော့ကိုကအစွဲအကြီးရာဒါကြောင့်မလို့အဲ့ဒီအစွဲမှာမှကိုအစွဲကြီးရင်ကြီးသလောက်ကိုဥပဒံပြင်းရင်ကြီးသလောက်ကိုမှခံစားမှုတွေပြင်းလာအောက်လဲဆိုဟိုတန်တတိဆိုဆက်ဆက်တဲ့သဘောတွေပေါ့အာခုနကဟိုဘက်ကိုဦးရင်လမ်းလျှောက်တော့ပြောတယ်ကြာခဲ့တယ်အဲဒေါ်ရိကဟောတယ်တဲ့ထိုင်နှုံးမယ် ဝေဒနာတက်တာပါအတိုင်းဖြုတ်လိုက်တာနဲ့ဝေဒနာမရှိတော့ဘူးလို့တခါကြီးတယောက်ကပြောတယ်နော် तू ကသာပြောတာတဲ့မနေမိုးလင်းအထိလေအဲ့ဒီတင်မချိန်မှန်းလားချိန်လုံးမဲပဲရှိတယ် तू ကဆက်ချိန်နေရဘူးဗျနော်တန်တတိအမတ်ကြီးလုံးတာဒီထဲမှာတန်တတိအမတ်ကြီးပါတယ်ဒီပနာလေးမထိုင်လို့နော် तू ကအဲ့တော့တန်တတိဆက်နေတဲ့အခါကျတော့ तू ကအဲ့ဒီပြီးခဲ့တဲ့ဟာကိုမထားခဲ့တဲ့နိုင်မင်းနဲ့ဟိုဘက်ကခံစားခဲ့တဲ့ခံစားမှုဒီဘက်ကိုစွဲယူလာအဲ့လိုပဲအနာဂတ်ကိုမျှော်လဲအနာဂတ်ကိုမျှော်တဲ့အတွက်အဲ့ဒီအနာဂတ်မျှော်တဲ့အကြောင်းကြောင့် ဖြစ်လာတဲ့အကျိုးဆိုးတွေလောလောဆယ်ခံစားရတယ်။အတိတ်ကိုပြန်ပြီးတော့မျောအတိတ်ကိုပြန်ပြီးတွေးရင်လည်းအတိတ်ကိုပြန်တွေးရတဲ့အမျှကောင်းချောင်းဆိုးချောင်းတွေကလောလောဆယ်ပြစ်စုံပါမှာခံစားရတယ်။ဒါကြောင့်မလို့ပြစ်စုံပန်တဲ့လောလောဆယ်ရဲ့အချင်းကာကာလာလေးပေါ်မှာစိတ်ကိုထားတတ်အောင်စိတ်ကိုနေတတ်အောင်ထားတတ်တဲ့အပေါ်မှာမှလွတ်လွတ်ကျွတ်ကျွတ်ထားတတ်အောင်လူတိုင်းလူတိုင်းပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဥပမာပေါ့ဥပစင်းတို့စကားအရာပြောကြမယ်လို့ရှင်ဓာလီဘကိုမသိလို့လို့ဒီမှာဆရာလေးဟောတယ်ဓာတ်ကိုမသိလို့ ဗျက်မသိလို့ကြောက်နေကြတာဗျက်မသိလို့ခက်နေကြတာဆရာတို့တို့ပြောလို့ပြောတာရှိပါတယ်မသိလို့ခက်နေကြတာသိရင်လွယ်လွယ်လေးဒါလောကစကားမှန်လဲမှန်ပါတယ်မသိတဲ့အရာကိစ္စမှန်နေတယ်သိပြီခက်ပါတယ်အခုလည်းပဲဟာဓာတ်လို့သိလို့ရှိရင်ပူရာပူရာလို့ငါခံစားရတယ်လို့ဖြစ်နေလို့ရှိရင်အမှခံစားမှုတွေပြန်ပြင်းထန်တယ်အေးတာကိုအေးတယ်ဒါတင်းတာကိုတင်းတယ်တောင်းတာကိုတောင်းတယ်တင်းတာလည်းတင်းတယ်ဆိုတော့သူ့ဘာသူဓာတ်သဘောပဲအေးတာလည်းအေးတာသူ့ဘာသူဓာတ်သဘောပဲနားရဲကျင်နေလို့ခံစားတဲ့သဘော အဲ့ခံစားမှုသဘောတွေမှန်သမျှရဲ့အပေါ်မှာကိုကသွားပြီးလွတ်အောင်နေနိုင်လို့ရှင်။အော်သူ့သဘောသူ့တဘာဝနဲ့သူဖြစ်တာပဲလို့လွတ်လွတ်ကလေးထားနိုင်။ဒါကြောင့်မလို့ထိုင်နဲ့ထိုင်ခွင်မှာလည်းပဲအဲ့ဒီနီးတူလို့ပဲ။အာငါတို့သုံးနိုင်ထိုင်ရမှာအဲစိတ်ကလေးတင်းထားမှာထိုင်နေအောင်ဒါကြတဲ့စိတ်စောရုပ်စောတွေတင်းထားတဲ့အခါကျတော့တက်ပြီးကတ်တာလို့တက်ပြီးကတ်လို့ကလေးများငငယ်တဲ့မှာဟိုစိတ်ကြီးပြီးတော့ငွင်းရည်ရင်ရနေပြီးတော့တက်သွားတာတွေ့ဘူးတွေ့ဘူးကြတယ်လူရှိမှာပေါ့နော်။အဲ့ဒါစိတ်တက်ကတ် အဲ့လိုပဲကလေးမများမှမတက်တာမို့လူကြီးလည်းပဲစိတ်တက်ပြီးကတ်လွန်ကြီးလို့ရှိရင်စိတ်ကထိတ်ကိုတက်ပြီးဆောင်းလို့ရှိရင်အဲ့ဒါအကတ်လွန်ပါလို့ရှိရင်ကိုယ်မှာဒုက္ခရောက်တယ်အဲ့လိုစိတ်မျိုးမဖြစ်အောင်ဆိုပြီးတော့ကိုယ်ကစိတ်ကိုရှော့ထားတတ်တာတယ်အိမ်မှာမိသားစုတွေတငယ်ချင်းတွေထိုင်းပြီးတော့စကားပြောတဲ့အခါမျိုးစီးပွားရေးကြောင်းလုပ်ငန်းကိုင်ငံကြောင်းလေးတွေပြောတဲ့အခါမှာကွန်ဆာတဲ့လူဟာစာစစ်လေးတောက်တဲ့လူဟာတောက်မိသားစုအဲအဲ့လို နေရင်းနဲ့စိတ်ကိုအာဇောမှမပါဘဲနဲ့ပြပြရောလီအေးအေးလေးထားပြီးကူတရားထိုင်နေထိုင်ခွင့်မှာအဲ့လိုကိုယ်ရုပ်ပင်မန်းတဲ့လူတွေရှိတယ်နော်ပင်မန်းနေကြလိမ့်မယ်ဒီပြောတို့ဘုရားတစ်ချိန်လုံးအများအပြင်းတော့ပဲအချိန်တစ်ွက်ပေါ့တနားကြီးကနှစ်နာရီလောက်ဆိုတဲ့အချိန်မှာဒီပြောတို့တော်တော်ခံစားရတယ်အဲ့ဒီအချိန်မှာကိုကကျန်တဲ့အချိန်ကိုလည်းမျောတယ်ကျန်တဲ့အချိန်ကိုလည်းတွေးတယ်ခုနကဆရာလေးတပါးပါးကပြတဲ့ယဟန်တပါးပါးကနေပြီးတော့ပြန်စစ်ကြည့်နော်ဒါအမြဲတမ်းပြောနေကြစကားကြားနေကြစကား သူတို့ကလေအဲ့ဒီအစိတ်ရဲ့အစွဲကိုစွဲစွဲမြဲမြဲကိုမှတ်တတ်တယ်မူလအင်္ဂလိပ်တွေရှိမရှိပြန်စေးဆိုတဲ့စကားဒီစကားပြောရင်ဘယ်နှမိနစ်သာလို့တော့လို့ဒီစကားပြောတာအဲ short charge ဆို short charge လိုက် short လဲကြဟိုဟာအင်္ဂလိပ်ပြည့်နေတဲ့လူတယောက်ကိုအကြောင်းခံပြီးတော့ပြောလိုက်တဲ့စကားမူလအင်္ဂလိပ်လေးတွေရှိမှရှိရလားပြန်စစ်နော်ဆိုတော့ဒါဟာအချိန်ပြည့်ကနေလို့ဆရာလေးကပြောတာဥစဉ် short charge လိုက် short လဲ short charge လိုက်ပြီးတော့တင်းထားတဲ့စော်ရီအကုန်ပုံကြပြီးတော့ ိတ်မနိုင်ပြိမနိုင်ခါကုဒီလည်းမပြည့်သေးဘူးကုဒီလည်းမပြည့်ဘူးအဲ့မှာဒုက္ခတွေရောက်တယ်လားဒါကြောင့်မလို့ကျန်တဲ့အချိန်လေး9မိနစ်နော်ခိုင်းလာခဲ့တဲ့2နာရီနဲ့55မိနစ်တဲ့တန်ဖိုးရှိတယ်3နာရီအထိုင်မှာကျန်တဲ့အချိန်လေး9မိနစ်အဲ့ဒီ9မိနစ်ကလေးမှာကိုကထားပြီးတော့တိခဏနိုင်တဲ့စိတ်ခွန်းလွန်နိုင်တဲ့စိတ်တိခဏခွန်းလွန်ဆွန့်လွတ်ပြီးထိုင်နေရတဲ့ယောဂီတွေတဝက်လောက်ရှိသေးတယ်အဲ့ဒါလည်းဘာလို့လဲဆိုတော့ဥသိန်းတို့ယောဂီခေါ်စဉ်အခါတုန်းကကိုယ်ပဲဒီစကံဘနဲ့ချင်းဝင်ဖို့မှာကိုတက်အောင်ဆိုဥသိန်းတို့နလန့်အချိတ်ဆက်လုပ်ပြီးတော့ အဲယောဂီဘလူဘလူအချိန်ဒီမှာခေါ်ပါမယ်အဲအကုန်လုံးအတိပေးပါစီကံချက်ကလေးတွေဘလူဘလူတင်ပါဆိုအဲ့လိုပြောရတဲ့ကြားထဲကနေပြီးတော့ပါလာတယ်ပါလာတဲ့လူကြတယ်ပဲဒါတရာရှိလို့ပါလာကြတာတော့မှန်တာပေါ့အဲ့လိုပါလာတဲ့လူတွေထဲမှာကိုပဲဥစဉ်တော့ထပ်ပြီးတော့တက်နိုင်တယ်လို့ထပ်ပြီးတော့အနာတရာတင်ပေးရတယ်ဒါမှအဲ့လိုလိုက်လာပြီးတော့ကောင်းတဲ့လူတွေရှိတယ်ဆရာတော်ဟောဘူးတယ်လေကင်းရွာမှာကင်းမကြီးကိုသွားပြီးတော့တရားပြတယ်ဆိုဆရာတော်6နှစ်ကျင့်တာကို3တိုင်းနေနဲ့ဟုတ်တယ်မလားအော်ဒီလိုယောဂီမျိုးတွေလည်းရှိတာပဲဆို အခုလည်းပဲဥစဉ်တော့အားလုံးကိုခြုံပြီးတော့လို့ရှိရင်နော်အနေတိုင်းထိုင်ဘူးမှဘယ်နဲ့စကန်းဝင်ဘူးမှလို့ပြောရတာပေါ့ဒါပေမဲ့တက်စကန်းမဲ့ဝင်ဘူးဝင်ဘူးဒါပေမဲ့အများဖြစ်တော့ဥစဉ်တော့တက်စကန်းနှစ်စကန်းဝင်ဘူးတဲ့လူတွေပြန်လွတ်တာသုံးဦးလောက်ရှိပါတယ်ဒီနေ့ကပဲတယောက်ပြန်လွတ်လိုက်တယ်ဒီနေ့ဘောဝပဲရန်ဝါပဲတယောက်ပြန်လွတ်လိုက်တယ်ဥစဉ်တော့ပြန်လွတ်လိုက်တယ်ဆိုတော့သူ့စန္ဒာလည်းပါပါလေဥစဉ်တော့အတိုင်းနဲ့ပြန်လွတ်တာတော့မဟုတ်ပါဘူးအဲ့လိုတိတဲ့မြင်တဲ့လူတွေရဲ့ပါရမီဒုတိယလည်းရှိတယ်အဲ့တော့ခုလည်းပဲ ထိုင်ရတဲ့ယောဂီတွေထဲမှာတော်တော်ဝေဒနာကိုသိခံပြီးတော့ထိုင်ရတဲ့လူတွေရှိတယ်။ကိုယ်ဆွဲမိဆွဲရကိုကတ်ပြီးတော့ဘဝင်မန်းရောက်လို့ဘဝင်မန်းနေမခွာနိုင်မဲ့ဖြစ်ပြီးတော့ဘဝင်မန်းလေးကိုဆွဲဆွဲမြဲမြဲစိတ်ကြီးနဲ့ကတ်နေတဲ့လူတွေရှိတယ်။ပိဋိပတ်တိဖြစ်ပြီးတော့ပိဋိပတ်တိမှာကတ်ပြီးတော့အဲ့ဒီနေရာလေးမှာငြိမ်းပြီးတော့ရှိတယ်။ကိုယ့်ဘက်ကနေဘာလို့ရမှာလဲဆိုလို့ရှိရင်ခုနကဘူ၅ပါးထဲမှာတတိယအရေးကြီးဆုံးကိစ္စဖြစ်တဲ့အတွက်ဒီပြင်ဟာလေးတတိလေးဥစီရမှာငြိမ်းနေတယ်မငြိမ်းမဟုတ်ငြိမ်းတတိလေးနဲ့တတိလေးနဲ့ငြိမ်းနော် ကိုတွေးနေတယ်အတွေးတစ်ခုတွေးတယ်စိတ်တစ်ခုဝင်လာတယ်အာယုံတစ်ခုနဲ့ပေါင်းတယ်အဲ့ဒီအာယုံတစ်ခုနဲ့ပေါင်းနေတဲ့အတ္တိလေးကိုတည်တည်ထားကိုယ့်ရဲ့ရုပ်အစဉ်နာမ်အစဉ်ရဲ့ဖြစ်တဲ့သဘောလေးတွေရဲ့အပေါ်တိုင်းမှာတတိဥစီတတိဥစီပြီးနေနိုင်သွားမှာအဲ့တော့ကောင်းတာတွေမကောင်းတာတွေနော်အဟိုတွေးဒီတွေးတွေဟိုအာယုံတွေဒီအာယုံတွေဝင်ပြီးတော့အဲ့အာယုံတွေနဲ့ပေါင်းတဲ့စိတ်အာယုံတွေနဲ့ပေါင်းမြင်ရင်မပေါင်းဘူးမဟုတ်ဘူးစိတ်ကစိတ်ကတဘာဝအလျောက်လုံမှာပဲအလုတ်လုံနေမှာပဲရုပ်ကရုပ်ကတဘာဝအလျောက်သူ့ဘာသူရှိနေမှာပဲ ဲ့ဒီရှိတဲ့သဘောယုတ်ကဖော်ပြရင်ယုတ်ကအော်ဒီလိုဖော်ပြရတဲ့သူ့သဘောသူ့သဘောတရားပဲဆိုတော့ဖော်ပြရတဲ့သဘောတရားလေးတွေကိုလိုက်ကြည့်ဘုံဘုံမနေ့ကဥပမာပေးပြီးဟောတယ်လေဂတုပါဝါမှာစောင့်နေပြိုင်းဆိုတာလည်းပဲရှိ ው လည်းမမျောဘူးလွတ်ပြီးတဲ့ငါ့ကိုကြောသွားပြီးတဲ့ငါ့ကိုလည်းမမျောဘူးမလာသေးတဲ့ငါ့ကိုလည်းမမျောဘူးနှုတ်သီးတဲ့တဲ့နဲ့ချိန်ပြီးတော့ဒါပဲသူကစက္ကနေစက္ကနေကောက်လို့အဲ့လိုပေါ်တဲ့ပြစ္ဆုတ်ပံတဲ့ပေါ်တဲ့ရုပ်ရဲ့သဘောတရားလေးတွေပြစ္ဆုတ်ပံတဲ့အချိန်ကာလမှာဖြစ်လာတဲ့ စိတ်ကဖော်ပြတဲ့သဘောတရားတွေညှို့တည်တဲ့သဘောတရားတွေအပေါ်မှာကိုကလိုက်ပြီးတော့တတိတိနဲ့ကတ်နေရုံဘာမှရှူလေရှူဆိုလို့ရှူလေကြီးလိုက်ပြီးတော့အတင်းလိုက်ပြီးတော့ဟိုအကျန်းသမားတွေလိုဇောကြီးနဲ့လိုက်ရှူနေကြရလဲမလို့ဘူးတချို့လိုရင်ရုပ်အင်ကြီးတွေပေါင်အထိရှူတဲ့လူတွေရှိသေးတယ်မင်းကဒါကယောဂီတရားကိုထောက်ပါတယ်အင်ဂျီလေးလေးတခုလိုနေတယ်အဲ့ဒီအင်ဂျီတွေပါလေလို့ဆရာတော်ထောက်တဲ့အချိန်မှာကြည့်လိုက်တဲ့အခါကျတော့ယောဂီကိုယ်တိုင်လည်းတီကောင်းတီမှာပါ ကာယင်တီဘက်ကနေပြီးတော့နည်းနည်းလေးအဲဟိုစောင့်စည်းမှုလေးလိုတဲ့အပိုင်းလေးဖြစ်ဖို့လို့ဦးဇင်းတို့ဟိုအကဲခံမိတယ်အကဲခံပြီးတော့ပြီးလဲပြီးတော့ရှောက်ကြည့်တော့ဟုတ်တယ်လေးတဲ့အဲ့မှာအရှင်မဲတို့သူအယုတ်အင်ဂျီတွေဟိုမနေမနိုင်မှုဖြစ်နေတာပေါ့အဲ့ဒါလေးတတိမထားမိဘူးလားမကြည့်မိဘူးလားလို့အဲ့လိုပြောတယ်အဲ့တော့ကိုကိုကိုအင်ဂျီစောင့်စည်းမှုဆိုတာလည်းပဲကိုစိတ်ကိုဒီအာနာပါနရှူတီဇန်နဲ့ရှူသွန်းနေရနေပြီးတော့ဟောတဲ့ဥစားကိုလည်းဟိုမုတ်ကုတ်ဟောတယ်လို့ပေါ့ ခန္ဓာကခန္ဓာလို့လုပ်တယ်ဟုတ်လားဉာဏ်ကဉာဏ်သွင်းတဲ့အလို့လုပ်တယ်စိတ်ကဘုနန္တရားကပေါ့အဲ့ဒီလိုလုံနေကမျိုးလိုပဲအာနာပါနရှူလေးလေးနဲ့ရှူသွားနေရနေပြီးတော့ဒီကအာဥပိလာသားတို့ဆရာလေးဒေါက်ကမိတ်တို့ဒေါက်ကတဲ့အစားကြီးပဲဟောပေးနေတဲ့ဇာတ်ကြီးလည်းနာနေနေအဲတိုင်းတခါတည်းကျတော့အများကိုခြုံပြီးတော့ဟောတဲ့နေရာမှာငါ့ဟောတာပဲဆိုတာမျိုးယောဂီတိုင်းကထင်တတ်ကြတယ်အဲယောဂီအဲစိတ်ကလေးငြိမ်းမနေနဲ့ဆိုတော့ကိုငြိမ်းနေတဲ့တွင်ကိုဟောတဲ့အမှန်အားလုံးယောဂီ200 190ရှိ6ယောက်ရှိ 196ဆိုလို့အကုန်လုံးခြုံပြီးဟောလိုက်တဲ့အချိန်မှာယောဂီတယောက်ကိုပြစ်မှတ်နေတဲ့ထားရမယ်အားလုံးကိုဖြစ်အဲ့ဒီခါကျတော့ကိုနဲ့မဆိုင်တဲ့အင်ဂျီပြင်းနည်းမျိုးကိုနဲ့မဆိုင်တဲ့ထောက်ခွဲရှုခွဲမျိုးပေါ်မှာကိုကလိုက်ပြီးပါးစရာမလိုဘူးကိုလမ်းကြောင်းကိုကိုကိုကမထမ်းလမ်းကြောင်းနဲ့ကိုတဲ့တယ်လီပွားနေကိုကလိုတယ်အဲ့လိုလိုတဲ့အခါကျတော့မိမိတို့ဆိုင်ရာဆိုင်ရာအကျင့်နေပေါ်မှာကိုကျင့်ခဲ့တဲ့ကိုအယူဆွဲကိုအယူဆွဲလူတိုင်းလူတိုင်းပုံကိုယ်တိုင်းပုံကိုယ်တိုင်းမှာရှိအဲ့ဒီအယူဆွဲလေးတွေခုနကကမ်းပြီးကတ်ရကတ်တယ် တွဲမိတွေးရတွေးတယ်ထင်မိထင်ရထင်တယ်စွဲမိစွဲရစွဲတယ်အဲ့စွဲလိပုံစွဲရမယ်ကတ်ရမယ်တိရမယ်ငြိမ်ရမယ်ငြိမ်နဲ့ငြိမ်ရမှာပဲစွဲကြမှာပဲကတ်ကြမှာပဲထိကြမှာပဲတိကြမှာအဲ့ဒီအပေါ်မှာကိုယ်ကလိုက်ပြီးတော့တတိဥသိနိုင်ပို့တာအဲ့ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်ခုနကပြောခဲ့တဲ့စကားလိုပဲရုပ်ဘောပဲပေါ်ပြပေါ်ပြရုပ်ဘက်ကိုကြည့်မယ်ရှုမယ်ဆိုလို့ရှိရင်သူမဟုတ်နန္တရားနဲ့ နာခန္ဓာလေးပါးဘက်ကနေပြီးတော့ဖော်ပြတဲ့အပေါ်မှာတခုခုအာယုံဆိုင်ပြီးအီဂိုတမတခုတည်းကိုပဲရှိမယ်ဆိုပြီးအဲ့တခုတည်းကိုပဲသူဖော်ပြတဲ့သဘောပဲထိတိမိမိသိဘာမှမဟုတ်ဘဲနဲ့နောက်ဆုံးအဆင့်ဖြစ်တတ်တဲ့ယောဂီတွေရှိတယ်ဘာမှရှုနေတဲ့ဟိုဟောတယ်ပြောတယ်ဆရာသမားရဲ့ဟောခွက်ကိုလိုက်ပြီးတော့ပဲညံသွင်းနေတယ်လို့လို့အဲကိုကပဲရုပ်ပေါ်မှာပဲအဲရှုနေတယ်လို့လို့နာခန္ဓာလေးပါးဘက်ကပြီးတော့ကြံစည်တာဒီခံစားနေတဲ့ဝေဒနာလေးတွေဝေဒနာခန္ဓာပေါ်မှာပဲရှုနေတယ်လို့လို့ပညာသင်္ခါရလုံနေတဲ့တရားပြော ဟိုတရားဟောစကားပြောတဲ့အပေါ်မှာပဲရှုမိနေတယ်လို့လို့နဲ့နေပြီးတော့ဝေဝေဝါးဝါးလေးနဲ့ဖြည်းပြီးတော့နေတဲ့အခြေကိုယ်မှာဘာမှရှုွက်မမရရမရှိဘူးဆိုရင်အာနာပါနဝင်လေသည်ထွက်လေသည်လေးပြန်ကလိုက်အာနာပါနဝင်လေသည်ထွက်လေသည်လေးမူလကမ္မထံဖြစ်တဲ့အာနာပါနဝင်လေသည်ထွက်လေသည်လေးကိုကျမ်းပြီးတော့တတိမူပြီးတော့အဲ့ဒါလေးကိုပဲထက်စင်ထက်စင်တတိလေးထားပြီးတော့စိုက်ကြည့်နေခြင်းအပြင်ရှုနေခြင်းအပြင်လေဒါယုတ်ကမ္မထံလေခန္ဓာ၅ပါးတည်းကလေယုတ်ဝေဒနာပညာသင်္ခါရဝိညာဉ်ဒါသာသမားတွေပြောတာပါဦးဇင်းတို့ ဆရာတော်ကြီးရအစဒါဆရာတော်ကတော့ဥစဉ်လို့အများကြီးဟောဖြစ်တဲ့ဖြစ်တဲ့အတွက်ဇာပိပရိယနော်ဝီနီးကြီးလည်းပဲအဲပြည်ပြုံစုံတင်ကြခဲ့ပြီးသားဥစဉ်လို့ကျန်တဲ့ယဟန်ဒီလိုက်ဆိုတာပရိယပိုင်းမှာအာနေကြပြီမယ်ခန္ဓာဘက်ကနေကြည့်ကြမယ်ဆိုရင်တကယ်ခန္ဓာစကားနဲ့ပြောကြမယ်ဆိုခုနပြောတဲ့ဟိုခန္ဓာ၅ပါးရဲ့အပေါ်မှာတကယ်တမ်းကျရုပ်ကိုယ်တို့ကဘာလဲလို့ဆိုရင်ဖောက်ပြန်တတ်တဲ့သဘောတရားတွေအပေါ်မှာလိုက်ပြီးတော့ဟောပြတဲ့အပေါ်မှာလိုက်ပြီးတော့မြင်တတ်တဲ့သဘော ောဝေဒနာပညာသင်္ခါရဝิญဉ်ဆိုတဲ့အပေါ်မှာလဲဒါစာတိအနေနဲ့အလောက်တည်တယ်ဆိုပေမဲ့လဲခံစားမှုသဘောလေးတွေဖော်ပြရတဲ့အပေါ်မှာလိုက်ပြီးတော့ကောင်းမကောင်းခံစားနေတာမျှလေးဘူးပဲဒါပညာဆိုတာဟိုဟောတဲ့ပြောတဲ့စကားစကားတွေအတမထွက်ပဲနဲ့စကားပြောနေတဲ့အပေါ်မှာအဲ့ဒီအပေါ်ဒီမှာလိုက်ပြီးတော့ကိုကဘာမှမှတ်မနေဘူးပညာဆိုတဲ့စကားလုံးကိုရှားမနေဘူးနဲ့ဩဟုတ်သားပဲဟိုဟောပြီးတာမှန်တယ်မှားတယ်ကိုတိတဲ့အပေါ်မှာလိုက်ပြီးတော့ဝေဖန်နေတာဒီစမ်းစစ်နေတာဒီဆိုတာအတမထွက်ပဲနဲ့စကားပြောနေတာဒီအများကြီးရှိတယ်အဲ့ဒါလေးဒီပညာပေးနေတာ နော်တော့ခံစားတယ်အင်းတဲ့သဘောတောင့်တဲ့သဘောဒီမှာခံစားတယ်ဝေဒနာလေးတစ်ပြည့်ဝေဒနာဆိုတာမရှာနဲ့ဝေဒနာဆိုတာမရှိဘူးမရှိဘူးမဟုတ်ဘူးမရှိဘူးဆိုတာကစာအနေနဲ့ရှိနေမယ်မိမိတို့မှာခံစားမှုသဘောမျှလေးဖြစ်နေတာသဘောမျှပဲရှိတဲ့ခန္ဓာ၅ပါးရဲ့အပေါ်မှာအခုချင်းစီဒီခုချင်းစီကိုတန်ရာတန်ရာလေးအပေါ်မှာရှုခွက်ထောက်ခွက်အနေနဲ့ရှုသွားမယ်လို့ရှင်ဘာမှကိုဒီပုံမှာမခံစားနိုင်တာဒီအချိန်ယူမျှော်တာဒီရှေ့ပြန်နောက်ပြန်ပြီးတွေးတဲ့စိတ်တွေဘာမှမဖြစ်တွေးခဲ့မိလို့ရှိရင်လည်း တွေးနေတာဟာခုနကတင်္ခါရလုံနေအဲ့တင်္ခါရဆိုတဲ့သဘောလေးကိုပြန်ပြီးတော့တတိထားလိုက်ကြည်လိုက်ရှုလိုက်ပေါ့ဘုံဘုံတို့ပြောရလေရှုရှုဆိုတာဗာလဲဖရားလို့တချို့ကမေးကြတော့ယောဂီတော်တော်များများမေးကြတယ်ဒါကတော့အခုလက္ခဏာပိုင်းရောက်နေပြီဆိုတဲ့အတွက်ဒီထဲမှာမေးမဲ့ပုံကူတော့မပါတယ်လို့ဖြစ်သွားပြီပေါ့ရှုရတယ်ဆိုတာဖြစ်နေတဲ့သဘောလေးတွေကိုကြည်တာဖြစ်နေတဲ့သဘောလေးတွေကိုသိတာဖြစ်နေတဲ့သဘောလေးကိုတတိထားလိုက်တာအဲ့ဒါရှုတာပဲပေါ့နော်အဲ့ဒီလိုရှုနိုင်အောင်မိမိတို့စာထိုင်ပြီဆိုတဲ့အစားခုနကဥစဉ် စကားကနဦးကပြောခဲ့သလိုပဲဖြစ်ခဲ့တဲ့ပြီးခဲ့တဲ့ထိုင်ခဲ့တဲ့အထိုင်တော့အကောင်းမကောင်းဘာမှအခုလောလောဆယ်အချိန်မှာစွဲမထင်နဲ့စိတ်ကလေးကိုရွှင်ရွှင်ပြပြကြီးကြီးလင်းလင်းလေးထားပြီးတော့မာလူစပြီးလေဝါမှာအာနာပါနဝင်လေးပြီးထွက်လေးပြီးလေးမှာအတိလေးရှိရမယ်အဲ့ဒီအတိလေးကိုတတိထားရမယ်အဲ့ဒီအတိုင်းလေးနဲ့ပဲငါတို့ရောက်ရောက်သွားနေရမှာမူရင်းမူလကမ္မထိုင်မူလခြေတိုင်းကမ္မထန်းအဲ့ဒီအတိုင်းလေးတိုင်းသွားနေပြီးတော့မှဘဝင်သမားဘဝင်ရောက်သွားမယ်လက္ခဏာသမားလက္ခဏာရောက်သွားမယ် ရုပ်ရှိတဲ့လူကရုပ်ကမ္မထမ်းပဲရောက်သွားမယ်။နာမ်ကမ္မထမ်းရှိတဲ့လူကနာမ်ကမ္မထမ်း။သူဆိုင်ရာဆိုင်ရာကကိုပို့เสียမလို့ပဲ။ကိုပို့ရင်ကိုအတ္တ။အတ္တနဲ့တရားရဲ့သဘောတရားရဲ့သဘာဝမှာအတ္တနဲ့လုံလို့ဘာမှမရှိဘူး။တရားရဲ့သဘောတရားရဲ့သဘာဝဆိုတာဒီထိုင်တဲ့ထိုင်ခွင်မှာနေမဟုတ်ဘူး။လောကနဲ့ရှင်တဲ့ဒီတိုင်းပဲ။လောကကြီးမှာလဲကိုအတ္တနဲ့လုံလို့ဘာမှမဖြစ်ဘူး။ဘာမှရတာလည်းမရှိဘူး။ အတ္တဆိုလည်းမရှိဘူးအတ္တဆိုတာမရှိတဲ့အတွက်ဘုရားဟောတဲ့လက္ခဏာအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးပါးတည်းမှာအနိစ္စလို့ဟောတယ်မမြဲဘူးဒုရီယာမြဲတယ်ဒုက္ခဆင်းရဲတယ်လို့ဘုရားကဟောတယ်ဒုရီယာကိုယ်အလိုလေးပြည့်ရင်ကိုယ်ဖြစ်ချင်တာလေးပြည့်ရင်ချမ်းသာတယ်ဒုက္ခလို့ထင်တယ်နော်အနတ္တအဆိုးမရတဲ့သဘောအဆိုးမရတဲ့သဘောတွေကိုကိုယ်ရအဆိုးရတဲ့ပိုင်ဆိုင်နဲ့ငါလို့ရင်ဖြစ်တယ်ငါကြိုးစားရင်ရတယ်ဆိုတဲ့စိတ်တွေနဲ့လှုပ်နေကြတယ်အဲ့ဒီလိုစိတ်မျိုးတွေနဲ့လှုပ်ယူတာတောင်မှလောကမှာဖြစ်တာတွေဟာသူ့အချမ်းအကြောင်းအကျိုးအချင်းကားပေါ်မှာတိုက်ဆိုင်လို့ ကံအကျိုးပေးနေလဲလာပြီးလျော်ညီလို့ဖြစ်ကြတဲ့သဘောငါလို့လို့ဖြစ်တာမဟုတ်ဘူးငါအတ္တကြောင့်ဖြစ်တာမဟုတ်ဘူးဆိုတာလည်းသိထားဒါသဘောတဘာဝတဘာဝတရားတွေကသူလမ်းကြောင်းနဲ့သူသူအစဉ်နဲ့သူရှိနေပြီးသားတရားသဘောတရားရဲ့တဘာဝလေးကအခုအဲ့တော့ကမ္မထံတရားအထုတ်တဲ့နေရာမှာလည်းဒီလိုပဲကိုအတ္တကြီးနဲ့အတင်းယူပြီးတော့ငါဟိုကမ္မထံရှုတဲ့ရှုကျင်တာဒီလိုဖြစ်ကျင်တာဘလူကတော့ဘလူဖြစ်တယ်ယောဂီချင်းတွေပြောကြမှာရှိတာအပြင်လောကမှာလည်းပြောကြတယ်ဟာဒီအထုတ်တဲ့နေရာမှာ လူကတော့ဘယ်တော့တိနေပြီဆိုတော့ကိုကတိကျင်တော့အတင်းကိုအတ္တနဲ့လှုပ်လို့မရပါဘူးကိုအဲ့တော့15မိနစ်လောက်လောက်ကြောသွားပြီကိုတရားထိုင်နေနေရမယ်အဲ့လိုပဲကိုမူရင်းမူလခြိတိုင်းကမ္မထံဖြစ်တဲ့အာနာပါနရှုလီဇန်လေးနဲ့အရင်သွားသွားရင်တူဆိုင်ရဆိုင်ရလမ်းကြောင်းဝင်သွားလိမ့်နော်ပြီးခဲ့တဲ့အထိုင်ကမကောင်းတာတွေကောင်းတာတွေဘာမှပြန်ပြီးစွဲမထဲနဲ့လောလောဆယ်ပြစ်စုံပန်အချိန်ရဲ့အပေါ်မှာဒါပဲစိတ်ကလေးကိုကြီးကြီးလင်းလင်းလန်းလန်းစောစောပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်ကလေးထားပြီးတော့လောက်ရမယ်အလုပ်ကလေးလမ်းကြောင်းတိုင်းတဲ့တယ်လေးလောက်